ဆိုလိုရန်ဆိုတဲ့ခါမှာစတိုက်ရှုံးနေတဲ့သူတွေအတွက်ပကွေတို့ကိုင်းပြီးဘယ်လိုမျိုးကျဲရမလဲဆိုတာကိုဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်။ Brother အနေနဲ့ဒီဗီဒီယိုကိုကြည့်ရှုပြီးသွားပြီဆိုလို့ရှိရင်ပကွေတို့ကိုင်းတာအရင်ကထပ်ပုံကိုကောင်းမွန်လာမယ်ဆိုတာကိုသိရှိသွားမှာပါ။အဲဒါကြောင့်မို့လို့ဗီဒီယိုကိုကြော်ပဲအဆုံးအထိကြည့်ဖို့ပြောချင်ပါတယ်ဗျာ။ကဲ Brother အနေနဲ့ကကျွန်တော် YouTube Channel ကို Subscribe မလုပ်ရသေးဆိုလို့ရှိရင် Subscribe လုပ်ခဲ့ဖို့ကိုပြောချင်ပါတယ်။ပြီးတော့ဘေးနားနိုတီဘဲလေးကိုပါတစ်ခါတည်းနှိပ်ခဲ့ဖို့ကိုလည်းတောင်းဆိုပါရစေ။ ကဲအဲ့တော့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာကဲဒီဘက်မှာဆိုရင်တော့ကျွန်တော်ကဂျူလီယန်နဲ့ရှင်ပြီးထင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လင်းကြိုရှင်းတာလို့ပြောတော့လှုပ်လို့ရရပါဘောလေအာဒီကောင်အားလေးဘက်မှာတော်တော်လေးကမှဝေးတယ်ပကီတိုကစကေတူ၃ချက်ဆိုရင်တော့တော်တော်အီစိတ်မှာအဲကောင်းလေးရနော်တိတယ်တဲ့လားသူကခြုံကြိုပြီးတော့စောင့်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်လေလင်းကြိုမရှင်းတော့ဘူးဗောလေအတားရလေးထွက်လာခဲ့တယ်နော်အဲ့လိုမျိုးစကေတူကိုကျွန်တော်တို့၃ချက်လောက်ဆူပြီးထိုးလိုက်ရင်အားလေးဘက်နဲ့အန်နမီကတော်တော်အီစိတ်အောင်တဲ့လားသူ့အနေနဲ့ကတော့အာသွေးရည်ပိုင်ပြန်ဖြည့်ပြီးတော့အီစိတ်နေဗောလေခရီးရည်ပိုင်ဆိုလဲလက်ဟင်ရအောင်စား เนาะအဲ့ဒါမှာကိုက enemy ASP တက်ဘယ်လိုပြောရမလဲကိုးတွေပို့ရမယ် ASP တွေပို့ရမယ်အဲ့ဒါကြောင့်မို့လို့ level တာမယ် fan meter ပြီဆိုတာနဲ့ကိုက AC လေးလိုက်ပြီးတော့နှိမ့်လိုက်လို့ရရဗျာတိလားအခုဆိုလဲအမဂျူလီယန်ကကျွန်တော်တို့ခရစ်စားနေတွေ့တယ်เนาะအဲ့ဒါကျွန်တော် ASP ခရစ်ကိုသွားလုမယ်ဒီဝင်ဆိုတော့ချက်ရှိုးလိုက်เนาะဘလို့လုပြမလဲဆိုတာရှိုးလိုက်ဟာဒီကောင်ဆောင်းနေပြီးွားထိုးလိုက်ဟမ်ဆိုတော့ inspire နဲ့ခုတ်တာဖြစ်တဲ့တော့ကျွန်တော်အနားမှာရိုးရိုး visit ထပ်တိုင်းလုပ်နေကျွန်တော်သိမှာအဲဒါကြောင့်မို့အနေငယ်လေးပြန်ပတ်လိုက်တယ်ပြီးွားဆိုရင်ကိုယ့်ရဲ့ step တွေစုပြီးတော့ထိုးချပြန်မယ်တွေ့လား ် AC လေးပဲဟဲလေးရဂျူလီယန်ဆိုတာက level 3ပြည့်မှကျန်းလို့ရမှာဗျာထိတာအဲပိုကီတိုဆိုတာကတော့ scale 2တခုတည်းနဲ့နေတာကိုကျန်းလို့ရတယ်ဘာဖြစ်လို့လဲ scale 2ကြက်ကတော်တော်လေးကိုမှနားတယ်ဗောလေဂွေနိုနေနေကအခုလိုမျိုးအားလေးပိုင်းနဲ့ကပတာစည်းရပါဆိုရင်သူ့နေနေက light ထိုးရတာတော်တော်လေးကိုမိုက်တယ်ဗျာအခုဆိုလဲ target ပဲစိုင်းနေပြီအကျောအနေနဲ့ဘယ်လိုထိုးမလဲဆိုတော့အဓိက enemy hyper ကိုဒုက္ခလိုက်ပေးရမှာ okay ကိုက ESP ခြင်ထားဖြစ်တဲ့အတွက် enemy hyper ကိုစိတ်ဒုက္ခပေးမယ်ဖိုးမယ်ဟာလားတေးလားမတေးနဲ့ကိစ္စမရှိဘူးမှကြည့်လိုက် flicker နဲ့အဲတစ်တော့အကွက်တွေ့လား အဲ့လို TikTok အကွက်တွေကိုလည်းပိုင်ပိုင်နိုင်နိုင် brother အနေနဲ့လေ့ကျင့်ထားမယ်ဆိုလို့ရှိရင်တော့ကို့အနေနဲ့က enemy ပြေးလို့မလွတ်တဲ့ပကွေတို့ဖြစ်လာမှာပဲဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်အနေနဲ့ကဂျူလီယန်ကိုလည်းရှင်ထိန်းထားတယ်။ပြီးတော့ level လည်းအသာစီးရနေရဖြစ်တဲ့အတွက်အခုအချိန်မှာဂျူလီယန်ပဲလာလာတစ်ဖက် enemy အသင်းကဘယ် hero ပဲလာလာပေါ့လေ။ရှင်ပြီး fight လို့ရတဲ့အနေထားမှာရှိသွားပြီ။ကဲဂျူလီယန်လာတွေ့လား။ तू က level 4ကျွန်တော်က level 9။အဲ့တော့ကြောင့် तू ကျွန်တော်ကိုဘယ်လိုမှရှင်ပြီး fight လို့မရဘူးဗျာ။ ဲ့တော့မို့ဒီနာဆောက်မယ်ဒူလိုင်းလည်းဖြတ်ထိုးမယ်ကောင်လေးကလဲတာတခုကတော့တော်ရတဲ့တော်ပြင်မထွက်ဘူးတော်တော်လေးကမှစေပလီကစားနိုင်တယ်ပေါ့လေအမကြီးအဲတွတ်လားရန်လာလာစတာနော်ကောင်လေးကရန်လာလာစတာအမှတ်မရှိတာနော်ပရေအိုမှာကဲအဲ့တော့ဘာလုပ်မလဲသိလားအလဲလေးမှသွားချောင်းမယ်အလဲလေးချောင်းလို့သူတို့ကမလာလာဘူးဆိုရင်ကိုကခရီးရရှင်းမယ်ရှင်းမွားရင်ကိုလင်းကိုပြန်သွားမယ်ဟာလားပရေကအပေါ်မှာအောက်မှာဖြစ်နေရဖြစ်တယ်မယ်အသူလူအလုံးလောက်ရှိတယ်ဗျာကျွန်တော်မလိုအောင်နော်ကျွန်တော်အဲ့တော့ဒီနာကနေပြီးတော့နင်းနေချောင်းမယ်ဂျူလီယန်များဆင်းလာမလားလို့ဟာလား နော်တကယ်လို့သူဆင်းလာခဲ့မယ်ဆိုလို့ရှိရင်လည်းလက်သီးနှစ်ချက်စာလောက်မိယူပါဆိုကောလင်းမာလကီယာအမေလူလေတွေ့လားသူဒီဘက်ချင်းရမလာပဲနဲ့ဟိုဘက်ကနေပတ်လာတာတကယ်လို့သာကျွန်တော်ဒီဘက်မှာချော်ဆောင်နေကွက်တီပဲဗျာနော်အာကျွန်တော်နင်းနေမှားသွားတဲ့အချက်လေးဖြစ်တယ်ကဲဘာဖြစ်ပါကိုလင်းလေးကိုပြန်ရှင်းမယ်လေဘေးကလည်းအသာကြီးဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် Sky Media စာကိုအရင်ဆက်လိုက်တာနောက်ဆို Sky Media မဆက်သေးဘူးလေတခြား item တွေ damage item တွေကျွန်တော်သွားအောင်ပါအဲ့တော့ enemy hyper အမလဲလေးမှာပွဲချမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုအနေနဲ့ဒီမှာ ASB ကောင်းပီတာဆိုတာနဲ့ကိုကပကိုးမယ်

ဘရာသာအောက်လင်းမှာပတယ်ဖြစ်နေတာအဲ့တော့ကိုနဲ့အဝေးအဝေးဆိုကိုလုံးချင်စရာဘယ်လိုပြောရမလဲစုံဖြတ်ချက်တစ်ခုချလိုက်တာဝါချိုးမလားဒါမှမဟုတ်ရှင်လဲပါလုံးမလဲပေါ့လေကျွန်တော်ကတော့တာဝါကိုပဲချိုးလိုက်တယ်အဓိကဒီဂိမ်းက Hero K Block သာသာဘရာသာအနေနဲ့တာဝါချိုးမှနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့တာဝါချိုးပါမယ်အာဖြစ်တဲ့ကြောင့်ကိုကဆိုလိုဆော့နေတာဖြစ်တဲ့ကြောင့်မို့အသင်းဖော်တွေမပါဘူးဟာလာကိုပြောစကားလဲနားထောင်မဲ့ကောင်မပါဘူးကဲချန်ကတော့ဒီိုလာမှာဖြစ်တဲ့ကြောင့်ကိုစောင့်လိုက်မယ်ကျင်းဒီပါကိုဒီိုလာမှာဗျာသူပါဆိုတော့တာတေတို့ပါလို့ပေါ်လာဖြစ်တဲ့သူကျုံးမှာကဲအမှလာတဲ့ကောင်ပါလေဟဟလား ခိုးပေးလိုက်ပြီးရှင်းရတော့အဲ့လိုမျိုးကဂိမ်းဆန်လည်းရှိဖို့လိုတယ်ဟုတ်လားအဲ့လိုဂိမ်းဆန်ရှိမှဘယ်နေရာမှာလာမယ်ဘလို့ချောင်းတိုးမလဲဆိုတာကိုသိရမှာနောက်ဆိုရင်ဗျာခြံကဲမကလို့သူ့ဘက် enemy ရဲ့ဖြစ်ပကွေတို့မြင်ရနဲ့ပြေးနေရမှာဥပဒေရှိအဲတွက်လားနော်တန်းတော်မှာပြေးရတဲ့အနေအထားကိုရောက်နေတာဗျာဒီကောင်လွတ်မလားစဉ်းစားကြည့်လိုက်ဘိုက်ဘူးလောရမလို့ဘူး brother ရဲ့အမကြီး flicker နဲ့တကွအေးစေးလေးပဲဟဲလိုက်ပြာဂျူလီယန်တော်မှာကန်ကောင်းလို့တော့ကျွန်တော် skate 2မရှိသေးလို့ရှိရရင်ဒီကောင်မှာထပ်သေးပြီးတော့ devil key အေးစေးလေးရတယ် ဘရာဒောင်းအနေနဲ့လည်းပကီရိုဂိုင်းတဲ့ခါမှာခြုံတို့တိုက်ခွက်တွေပါနေပိုင်းနိုင်ထားဖို့လိုအပ်တယ်ပေါ့လေခြုံတို့တိုက်ခွက်ဆိုတာကတော့ enemy hyper line ချောင်းမယ်ထိုးမယ်အာလော်လော့စီကတော့ဟာဘူဇာလာမယ်ထင်းပြီးချောင်းနေဟာဘူဇာအောက်မှာเนาะရှာရှည်ပြီးတော့ဖမ်းမင်းနောက်ကြနေရောဘမ်မဖမ်းမင်းနဲ့သူက enemy တွေပါတော့ပေးလိုက်တယ် share တွေလည်းကိုဝင်ဆိုတော့သူ့နေနဲ့ကပြေးဖို့လွတ်လန်းမရှိတော့ဟဲ့တက်လားကျင်းနေပေါ့သူဘက်လာစားမှာတေးပြီးတော့ညီလေးရယ်เนาะဘယ်ပြေးမှာတော့ဟုတ်လားအဲ့လိုမျိုးဘရာဒောင်းအနေနဲ့ချောင်းထိုးပြီးတော့ enemy hyper ကိုနှိမ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်အနေနဲ့ကလောကကိုအသာစီးရပါပြီတလားကျတော့ဘယ်လို rapper ကိုအရင်မစားလဲဆိုလို့ရှိရင် rapper ကဟိုကောင်လာစားရင်ထ ထိုးလို့ရတယ်။အောက်မှာ free ကအများကြီးပဲ။ rubber စားရတဲ့တောင်မှာဂိုးဖို့ရတယ်။အဲ့လိုမျိုးအုံနှောင်းညံရှိရှိလေးတုံးပေါ့နော်။အာနောက်မှဆိုလို့ရှိရင်ကိုနေနေကဘတ်တွေပဲဆွဆားရမယ်ဆိုရင် free တွေလည်းတစ်ခါကျရင်လွတ်သွားနိုင်တယ်။အဲ့ဒီဘက်ကအုပ်စုလိုက်ရင် wine တက်လို့ရှိရင်လည်းဘတ်မရပဲနဲ့နော်။နောင်နာတွေကြီးစွာရသွားပါမယ်။ Okay ။အဲ့တော့ခြံငယ်ကိုချောင်းမယ်။ခြံငယ်လိုက်လေခြံငယ်ထထိုးမယ်။ဘူးလလထိုးမှာပဲဖြစ်ပါတယ်။ကဲနော်အမေဟာဥစားလေး။ညီလေးဟာဥစားအာ share လို့ပြစ်ထည့်လိုက်လေ။ ွားနော်လူလေလေးလူလေလေးတက်လာသူတခါခံယူရဆိုတော့နည်းနည်းမှတ်သွားပြီအမှတ်မရှိတာတော့ brother တို့ပေါ့နော်ဟိုကစကားမပြောဘူးဆိုတာတော့မှ brother တို့ကအတင်းအသေးနဲ့သွားပြောချင်နေကြဟုတ်တယ်မလားကဲအဲ့တော့ကျွန်တော်နေရာဒီမှာချောင်းမယ်ဒီကောင်းလိုက်ထထိုးမယ် grandeur လေး အာဖလီကာမရှိဘူးပြဖလီကာရှိလို့ရှိရင်တော့လှမ်းထိုးလိုက်ရင်ဒီကောင်နေဂျင်းနေပေါ်တော့တပိတ်ခင်းကအตาရလေးရအောင်ပါနော်ဟာဘူစာနေနဲ့ကလည်းဒီကောင်ဂျင်းနေပေါ်ကဘလူးဘက်ကိုသွားဆာမှာပါဖြစ်တော့သူ့ဘက်ကလူရင်မရှိတော့တာဖြစ်တဲ့ကြောင့်မို့လို့အာဘလူးဘက်သွားဆာမယ်ဒီဘက်ရက်ဘက်မှာလည်းကျွန်တော်ချောင်းနေတော့ဒီကောင်လာရဲမှာမဟုတ်ဘူးအဲကြောင့်မို့ဒီဘက်လေးကိုပဲအตาရလေးစားမယ်ပြီးတော့ရှင်တော့လာရင်လာတဲ့ကောင်ကိုကျုံးပါဖြစ်ပါတယ်ဟလာညက်ခွက်ကြီးကိုပြုတ်ထောက်ပါအောင်ထိုးမှာကဲအဲ့တော့ဘလို့စောင့်နေမလဲဆိုတာတစ်ချက်ရှိုးလိုက်နော်ကိုအနေနဲ့ကခြုံခိုတိုက်ခွက်တွေပါရင်ကျွမ်းကျင်နေဆိုလို့ရှိရင်လည်းအဲ့လိုခြုံခိုတိုက်ပေါ့အဓိကကတော့ brother ကိုအမြေပုံမှာ အဲ့ဒီမြင်လာတဲ့စားလို့ရှိရင်မြေပုံထဲမှာပျောက်နေတာပိုကောင်းတယ်အဲ့တော့ကိုယ်လာပြီးတော့လောလောကူမတက်တော့ဘူးမတက်တော့ကြတော့ကိုက ACC လေးပဲ item farming နေရှာမယ် item တာဝါရင် enemy ကို damage အကိတ်ကြီးတွေနဲ့လိုက်ပြီးဖိုးမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးထိုးနိုင်ပြီဆိုရင်ကိုယ်နေနဲ့ကလုံးဝတတ်တရားဖြစ်သွားပြီကဲအခုဆိုလဲကျောင်းနေတဲ့ Hannah Strike Sea Heaven ပြီးတော့ Sky Mirror လည်းရှိနေတာဖြစ်တဲ့ကြောင့်မို့လို့ enemy တကောင်လောက်ကတော့ ACC လေးဟဲလိုက်လို့ရတယ်တော်တော်လေးပုံမှာကျွန်တော် damage ကနားမှာဗျာတိလား enemy ထက်လေ level အသာကြီးပြီးတော့အသင်းကလည်း အာသူလဲကသူအေးဆေးလေးနိုင်နေတာဖြစ်တဲ့ကြောင့်မို့ဒီပွဲကတော့တိတ်ပြီးမရောရဘူးပေါ့လေအာဆိုလိုသွားဆော့ရဲဆိုပေမဲ့လည်းဒီပွဲလေးကတော့မဆိုးဘူးလို့ပြောလို့ရတယ်ပုံမှန်ပွဲလေးဆိုရင်တော့ရောရမှာကဲခြံကဲကပြန်လာပါဗျာအဲ့တော့အနောက်ကနေဆောက်ပြီးတော့ထိုးပါလားခြံကဲလေးလာတော့ခြံကဲဘွားကသွားပြီကဲလာတက်လာကျွန်တော်ပြောတဲ့အတိုင်းပဲခြံကဲဘွားကသွားပြီအများကြီးမထိုးဘူးနှစ်ချက်ပဲထိုးပါအဲ့ကြောင့်မို့ brother တို့ကို famine ရှာ item suit အာတော့ရဲ့ကိုလိုချင်တဲ့ item လေးရရလို့ရှိရင်အာ damage ပို့ပြီးထွက်မယ်ပေါ့လीနော် အဲကြောင့်မလို့ကိုအနေနဲ့ကစဉ်းစားကြတာကအိုက်တမ်စုမယ်ဖမ်းမရှာမယ်အားလေးလောက်ထားတာအကောင်းဆုံးပါပဲကဲမကြီးဟောချောင်းလေးထွက်တာစောရတာအမှန်ဆိုကျွန်တော်စကေးတူးကိုစောင်းလို့ရှိရင်ကျွန်တော်ကအာဖလစ်ကာနဲ့လှမ်းပြီးထိုးရင်ဒီကောင်တန်းပြောင်ပါဗျာနော်နော်ချောင်းလေးနည်းနည်းလောရတာရပါတယ်ဘာဖြစ်ကိုအသိအသာနေတာဆိုတော့တိတ်ပြီးတော့ကိစ္စတော့မရှိခဲ့ဘူးပေါ့အပေါ်လေးမှာတယောက်ထဲနေရတာပြင်းလာတဲ့အတွက်ကြောင့်မို့လို့အော်လင်းကောင်တွေနည်းနည်းလေးလာပြီးတော့အမ်အပြင်းပြင်းနော်လိုက်ထိုးပေးတာပဲဖြစ်ပါတယ်ဟာလားရှောင်းနေတာကောင်လေးရဲ့မင်းရှောင်းနေကိုကတခြားသူမဟုတ်ဘူးနော်တဲ့အောင်လိုက်ထိုးမှာလား ကဲအဲ့ဒါကမို့လို့ brother ကိုဒီ video ထဲမှာတတိထားမိလားမသိဘူးကျွန်တော်အနေနဲ့ကမတင်အောင်စေပလီကစားတယ်ပြီးတော့ရှင် အတက်နိုင်ဆုံးအဲ K တွေ like ောက်တယ်ပေါ့ဒီ K like ောက်တာတော့မဟုတ်ပါဘူးအဲ create စားတယ်ပြီးတော့ရှင်တော့ hero K တွေရအောင် like อยู่တယ်အတက်နိုင်ဆုံးကွာမြေပုံမှာ ချုပ်အောင်ပျောက်ဆော့တယ်။အန်နီမြတ်ကိုမမြင်တဲ့အတွက်ကြောင့်မို့သူလိမ့်လာရှင်းချင်းရှင်းမယ်။သူလိမ့်ရှင်းတဲ့ခါကြတော့ရှင်လေကိုကအေးဆေးလေးပဲခဲလိုက်လို့ရတယ်။အဲကြောင့်မို့ကျောင်းနေနဲ့အများစုပါလို့လေ။အာခြုံထဲမှာပုံနေအန်နီမီလာရဲ့တက်တယ်တက်လို့ရတဲ့ကောင်နေပေါ့လေကဲအခုခရီးတာကလည်းတော်ပါချိုးတော့မှဖြစ်တဲ့တကြောင်မို့လို့အန်နီမီကိုခြုံထဲမှာစောင့်နေဘယ်သူမှမလာရင်တော့ကျွန်တော်ကိုယ်တိုင်ထွက်ပြီးချိုးမှာပေါ့လေကဲနော်အဲဂရန်ညာကိုတက်ချင်တာဗျာဂရန်ညာအနောက်ပြန်ဟောဖလီကာနဲ့ထိုးမလို့ပဲဒါပေမဲ့နှမျောလို့မထိုးတော့ဘူး သူလဲ flicker ရှိရင်ရှိမှာအဲ့တော့သူလှမ်းခုံလိုက်ပြီဆိုတော့ねကျော်လဲအလကားဖြစ်သွားမှာကဲအဲ့တော့ဘာလုပ်မလဲအော်လင်းရကောင်ကိုတွားကန့်မယ်အမေမေအမေနော်သေးမယ်သေးချင်တာသေးချင်တာအမကြီးလိုက်နော်ခတိတာလေးကဆောင်းရမ်းကိုကောင်းတာဗျာဒီလားကျွန်တော်တို့အသင်းဘက်မှာပါလာတဲ့ခတိတာတော်တော်လေးကိုမှမိုက်တယ်ကဲလောလောဆယ်ကတော့လောတတ်နေဖြစ်တဲ့အတွက်တော့မို့ဒီလင်းရအလင်းလင်းရ create ရှင်းမယ်ရှင်းမွားအောင်စင်တော့ကိုယ့်ရဲ့နော် hyper လေးကိုတွားပြီးတော့ကြည့်အော် hyper လေးတွားကြည့်ပြီးမလို့ပါဆိုဆရာသမားကလည်းချက်ချင်းတက်လိုက်တယ် create create အများကြီးငားရမှာဟေးဟေးလူအမွားနဲ့လူအမွားနဲ့ပြန်ပါ မယိုင်းတာကွာကြည်ုပ်ခရီးတွေအများကြီးများနော်ဒီကောက်စားတယ်ဗါစေးကျူစီတို့လည်းနော်လာစားတာဟာသူကျေးဇူးမရှိပဲနဲ့နော်သူများတာခရီးတွေကိုစားတာရတယ်ကိစ္စမရှိဘူးမင်းအားစားရင်ငါမင်းဘက်တွေကိုပြန်စားမှာပေါ့ဟုတ်တယ်မလားနော်တန်တန်ကြောင်းတော့ပြန်ပြီးစားရပါပဲ तू မစားရင်လည်းကိုစားပါဟုတ်ပါဘူး तू မစားရင်အန်ဒီဘက်ကလာစားမှာဗျာတည်တာအဲ့တော့ကြောင့်မလို့မတနာနဲ့အကုန်စားပါလိုက်နော်ဟိုက်ပါဆိုတာကအဲလေကင်းရောက်သွားဖြစ်နေသူနေရ item farm မေးတာဝါကြီးအဲ့တော့ဘက်တွေပါမလို့တော့ခုပါကိုချိန်ပလိုက်နော် fiber player ရှိလို့ရှိရင်လည်းကျွန်တော်လာဆဲနေပါတော့နော်ကဲ ယူမတင်လာကြလို့လွမ်းနေတဲ့ browser တွေတွေ့တာမို့လို့ကျွန်တော် Telegram မှာအဲကျွန်တော် GB လေးထောင်ဝေးထားပါတယ်အဲ့တော့ကြောင့်မို့လို့စကားပြောချင်တာပဲဖြစ်ဖြစ် Odin နဲ့ question တွေပေါ့လေ Odin တခုမေးချင်တာဆိုတော့လာမေးလို့ရတယ်ပြီးတော့ GB ထဲမှာလည်း fan နေနဲ့အတူတူစကားပြောလို့ရတယ်ပေါ့လေချင်းချင်းအဲ့ကြောင့်မို့လို့ GB တခုထောင်ထားပေးပါတယ်ဘာလို့နေဝင်ချင်တယ်ဆိုရင်တော့ဒီ pin comment မှာဝင်ပြီးတော့ join လို့ရမှာပဲဖြစ်ပါတယ်ကဲဟောဆုံးသက်ပေးလိုက်မယ်កောင်လေးတို့မှာနှစ်ချက်ပဲဟောတွေ့လားနှစ်កောင်လုံးတန်းပြီးတော့ကြောက်သွားမယ်ကဲအဲ့တော့ ဒီနေ့ဗီဒီယိုကတော့ဘရာသာတို့မြင်တဲ့အတိုင်းပဲ Odin Pequito ကိုင်ပြီးဘလိုမျိုးကျမ်းပြတာလဲဆိုတော့ကိုမြင်တရမှာပါဆိုလိုလဲသွားဆော်ထားဖြစ်ပါတယ်ကျွန်တော်တောင်လဲပေါ့လေအဲအဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုရဲလို့ဘရာသာပြောချင်တယ်ဟုတ်တယ်ကြီးစုအများကြီးတင်ပါမယ်ဗျာမနေ့ပြန်စားပြီးတော့ YouTube မှာနေ့စဉ်ပုံမှန်ဗီဒီယိုတွေပြန်တင်ပေးပါတော့မယ်အားလုံးချစ်တယ်နော် Bye bye